ရှမ်းပြည်ဒီပေါ်မြွနဲ့နှမကြမိတဲ့တွင်ကိစ္စကနေရှမ်းပြည်တော်တက်ရေးပါတီ SSPP SA နဲ့ကိုကန့်တက်ဖက် MMDA တို့ရဲ့စစ်ရေးပြည်ပခစတင်ဖြစ်ပေါ်ခဲ့ပြီးတော့လက်ရှိအချိန်ထိလည်းစစ်ရေးတင်းမာမှုရှိနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ April 20ရက်နေ့ကစပြီးတော့ကိုကန့်တက်ဖက်ဟာလာရှိုမြို့ကနေတက်ဆုတ်ခွာပြီးတဲ့နောက်ပိုင်း28 29ရက်နေ့မှာတော့ SSPP ထိန်းချုပ်ထားတဲ့နှမကြမိတဲ့တွင်နဲ့စိန်ကြော့တက်စကန်တွေမှာအင်အားဖြစ်တင်းလာပြီးတော့စစ်ရေးထိုးစစ်ဆင်မှုတွေကိုပြုလုပ်လာခဲ့ပါတယ်။ အခုချိန်ထိလည်းစင်ကြားတက်စကန်ကိုဥတည်ထားတဲ့လမ်းကြောင်းတွေအားလုံးကို ကိုကန်တပ်ဖက်ကနေရာယူတက်ဆွဲထားပါတယ်။လက်ရှိကိုကန်တပ်ဖက်ကတီဘောမြို့ကနေတက်ဆုတ်ခွာကြွားပေးရမယ်ဆိုရင် လာရှိုမြို့နှံ့ပောင်ဘက်က SPB တက်စကန်ကလည်းတက်ဆုတ်ခွာပေးရမယ်ဆိုတဲ့စကားတန်တွေကလည်းကြားနေရတယ်လို့ဒေတာခန်သူကတော့အခုလိုပြောပါဗျ။စင်ကြောဥတီလာတဲ့လမ်းတွေကို MNDA ကအကုန်ဝန်ထားတယ်။နမကနေစင်ကြောပြီးတော့ဟိုတိမာလာပောက်တဲ့လမ်းရောပဲ ရှိုးကလည်းထပ်ဖြည့်ထားတယ်လို့ပြောရင်ကိုကန့်နဲ့ခင်တဲ့လူတွေပြောတာကြတော့သူတို့ပြန်ဆုတ်တော့မယ်လို့လည်းကြားတယ်။ကိုကန့်ကတီပေါ်နေတဲ့ကနေပြန်ဆုတ်ပြီးရင် SPP ဘက်ကလည်းလာရှိုးဘက်ကနေနမ်ပောင်ဘက်ကနေဆုတ်ပေးရမယ်ဆိုလို့စကားပြောလို့မပြီးသေးဘူး။ အခုလည်းလာရှုနဲ့ဒီပေါ်မြွတ်နဲ့အတွင်းမှာရှိတဲ့ SPP SSA တက်စကန်တီရှိရာကျေးရွာဘက်ဒီမှာကိုကန်တပ်ဖွဲ့ MMDA ကအင်အားဖြစ်တင်မှုတွေပြုလုပ်နေတာကြောင့်နှစ်ဖက်တပ်ဖွဲ့စီရင်တင်မှနေလဲအနေထားရှိနေပါတယ်။ ။ပြီးခဲ့တဲ့ April 30ရက်နေ့ကလည်းတီဘောမြို့နယ်အတွင်းက SPP တက်စခန်းနေရာတွေဖြစ်တဲ့နားနန့်ကျေးရွာ၊နားတော်ကျေးရွာ၊ခိုနန်းဖ၊တာဟင်းစင်ကျော်၊နားတောင်၊နားမခေါ်ဖဆူစားတဲ့ကျေးရွာတစ်ဖက်တွေမှာ MMDA အကတက်အင်အားတွေဖြစ်တင်လာပြီးတော့စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ SPP Info ကနေတင်ထုတ်ပြန်ထားပါတယ်။ အခုလိုကိုကန်တပ်ဖက်ကလာရှိုမျိုးကနေတက်ဆုတ်ခွာရန်နာပိုင်းဒီဘောမျိုးက SVP တက်စကန်တွေကို ပြောင်းရွှေ့တာဟာတရုတ်ရဲ့ဖိအားနဲ့တော့မတက်ဆိုင်ဘူးလို့ရှမ်းနိုင်ငံရေးတမတူကတော့အခုလိုသုံးသပ်ပြောဆိုပါတယ်အခု SSPP နဲ့ MNDA တို့ရဲ့ပြည်ထနာကိုချိန်မယ်ဆိုရင်တရုတ်ရဲ့ BRI ပိုလန်မကြီးနဲ့ပဲတက်ဆိုင်မယ်လို့ထင်တယ် ဒီဘီရိုင်ပိုးလက်မကြီးကနောင်ချိုကြောက်မဲတီဘောတိန်နီလာရှိုကွန်လုံဟိုပန်ကနေလဲတရုတ်နိုင်ငံထိပေါက်တယ်ဒုတိယကမ္ဘာစစ်တုန်းကအင်္ဂလိပ်ဖောက်ထားတဲ့ရထားလမ်းဒါကိုကိုကန်တပ်ဖွဲ့ကလည်းဒီပိုးလက်မတကြောကိုသူတို့အကာအကွယ်ပေးနိုင်တယ်လုံချုံရေးယူပေးနိုင်တယ်ဆိုတဲ့ဟာကိုတရုတ်ကိုပြချင်တာနောက်တစ်ခုကလည်းတက်တူတွင်းလိုချင်တာပေါ့တရုတ်ကတော့သူ့ဘီရိုင်ပိုးလက်မစီမံကိန်းဖျက်မြောက်ဖို့ပဲ တစ်ဖက်ကလည်းနိုင်ငံကြီးသား PP တူကုံတိုက်ခါကိုထိန်းထားခြင်းတော့ G2G Government to Government Policy နဲ့စစ်ကောင်စီကိုပံ့ပိုးပေးနေမှာပဲပြီးခဲ့တဲ့မေလစံပိုင်းကလည်း SPP ဘက်မှဗဟိုနိုင်ငံရေးကော်မတီနဲ့ MMDA ဘက်ကဗဟိုအဆင့်တာဝန်ရှိတဲ့သူတွေဟာဝါတက်ဖက် UWSA ထိန်းချုပ်ထားတဲ့ပန်စမ်းမျိုးမှာလက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးတင်းမာမှုတွေကိုတွေ့ဆုံဆွေးနွေးခဲ့ကြပါမယ်မအောင်မြင်ခဲ့ပါဘူး အဆိုပါတွေ့ဆုံဆွေးနွေးမှုထဲမှာ MMD ရဲ့ဘက်ကနေပြီးတော့ SSPP ကိုမူဆယ်ကွက်ခိုင်တကြောမှာရှိတဲ့ SP Task Force ကိုတက်ဆက်ခွာပေးဖို့ဒါမှမဟုတ်ပြည်ထောင်စုလမ်းမကြီးတခြားမှာရှိတဲ့ SPP အခွန်ကောက်ခံခြင်းတွေမပြုလုပ်ဖို့တောင်းဆိုခဲ့တဲ့အတွက်ကြောင့်ဆွေးနွေးညှိနှိုင်းမှုတဘောတူညီချက်မရရှိပဲနဲ့ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တော့စက်ဆင်လန်ပါ။